ကဲဒီမှာအကြီးပဲအထဲအမုတ်တင်ဘောမကြွေးခိုင်းတော့ဒီကဒီပုံရွက်ပြန်ယူတော့မရလားအကြီးွားရတယ်ဒီလိုမျိုးမွေးနေ့ surprise ဘယ်နှခါရဘူးလဲအမ်ဒါနဲ့ဆိုရင်နှခါနှစ်ခါတော့ရဘူးတဲ့အဲ့နှစ်ခါသလုံးကဘသူပေးတာလဲပြောပြပါအောင်ဒီတစ်ခါကတော့တငယ်ချင်းလေအရင်တစ်ခါကတော့ဒီခေါက်ကယောက်သားအော်တယောက်တော့သူအော်ပေးဘူးပါတယ်ဗောအော် စားဘူးလားအဲမပူစားဘူးလားဩပေးပါတယ်ပေးပါတယ်အမှတ်တွေပြန်ဖြည့်ပေးနေအခုလေတငယ်ချင်းကတငယ်ချင်းနဲ့ရန်ဖြစ်ရင်တငယ်ချင်းနဲ့ရန်ဖြစ်တဲ့အကြောင်းပေါ့နော်ဇုံတယောက်ကိုပြေးတိုင်ဘူးလားမတိုင်ဘူးဇုံတယောက်နဲ့ရန်ဖြစ်ရောတငယ်ချင်းကိုပြေးတိုင်ဘူးလား ဒီနေ့မွေးနေလားမသိဘူးဒီနေ့ဆက်တဲ့ရက်နေ့ဒီနေ့ဆိုပြီးပို့ခိုင်းလိုက်တာ မတို့ပြောတယ်ဒီနေ့သွားပို့လိုက်ပါတယ်မတို့မုတ်လဲဝယ်ကျွေးလိုက်မယ်တဲ့သူကတဲ့ဟုတ်လားဝယ်ကျွေးမှာလားသမင်းစားချိန်ဆိုအတော်ပဲလေဥမာမုတ်တွေလည်းအမလှမ်းတွေးနေရတယ်ကျွေးမှာလားကျွေးမယ်လေအကျွေးမယ်လေအကျွေးမယ်ကျွေးမယ်ဆိုတော့ဒီကောင်ကဘသူပို့တာလဲတငယ်တော့ပြောထားတယ်တငယ်ချင်းတော့ပြောတငယ်ချင်းတော့ပြောထားတယ်တငယ်ချင်းကလွယ်ပြီးကိုယ်ပို့မဲ့သူမရှိဘူးလားမတို့ရှာပေးရမလားမတို့ရှာပေးရမလားဒါမှမဟုတ်ရှိပြီးသားအောင်မှာ तू ကမပို့တာလား ပူမပို့တာလေဟာတော်တော်ရက်ဆက်ပြီအမရန်ဝိုင်းတွေ့ပေးခဲ့ရမလားကိုကပူစားဘူးလားအဲ့လိုမျိုးလေ surprise တွေပါလေလိုချင်နေဆိုပြီးပူစားဘူးလားမသူ့ကိုလေအဲတယောက်တော့သူ့ကိုပေါ့မပူတော့မပူစားမပူစားဘူးအဲ့ဒါနည်းနည်းပူစားကြည့်လိုက်နော်မပူစားလို့သူကမပို့တာလည်းဖြစ်နိုင်တယ်နော်ဆိုတော့တငယ်ချင်းကနောက်ထပ်လက်ဆောင်လေးလည်းပို့လိုက်သေးတယ်အမတွားယူပေးမယ်နော်ဒါဟိုတငယ်ချင်းလေးပေးထားမလားနော်ကဲဒီမှာအကြီးပဲအချဲအမုတ်တွေပဲမကြွေးခိုင်းတော့ဒီကဒီပုံရွက်ပြန်ယူရတော့မရလား ခยีပါရတယ်တဲ့ဒီလိုမျိုးမွေးနေ့ surprise ဘယ်နှခါရဘူးလဲအင်းဒါနဲ့ဆိုရင်နှခါနှစ်ခါတော့ရဘူးတဲ့အဲ့နှစ်ခါသလုံးကဘသူပေးတာလဲပြောပြပါအောင်ဒီတစ်ခါကတော့တငယ်ချင်းလေအရင်တစ်ခါက ဒီခေါက်ကတယောက်တော့အော်တယောက်တော့သူအော်ပေးဘူးပါတယ်ပေါ့အော်မပူစားဘူးလားအာမပူစားဘူးလားအော်ပေးပါတယ်ပေးပါတယ်အမတ်တွေပြန်ဖြည့်ပေးနေအမဆေးထိုးတော့မှာပဲဆိုပြီးအမတ်တွေပြန်ဖြည့်နေဟဲ့လားတငယ်ချင်းကအမသာလေးပါပေးလိုက်တယ်အမဖက်ပြပေးမယ်နော်စတလပိုင်းစတရက်နေ့မှာကြာရောက်မယ်မွေးနေ့ရှင်တူဦးတဲသောတငယ်ချင်းလေးရေ happy birthday ပါနော်ဝင်းနီမဆလို့စိတ်ချမ်းသာကိုကျမ်းပါပြီးရှေးလျှောက် နေ့ရက်တွေမှာပျော်ရွှင်မှုတွေနဲ့သာဖြတ်သန်းနိုင်ပါစေတငယ်ချင်းလေးရေတဲလေးရေဆဆရရခူးဆိုင်ပါကျမရေးကအရေးကြီးတာမို့ကျမရေးကိုပိုခူးဆိုင်ပါထမင်းလဲပုံမှန်စားပြီးဖုံးကြည့်တာတွေလဲလျှော့ပါအိုးအဲငိုရတော့အလုံးမှာတူတူတွေးခဲ့ပြီးအခုမှဝေးသွားရတဲ့တငယ်ချင်းနေလားဆယ်တန်းမှာတက်တာအဆယ်တန်းတူတူတက်တာဆယ်တန်းတူတူတက်တာကိုအခုလက်ဆောင်ပို့ပေးတဲ့တငယ်ချင်းကဘယ်မှာလဲဂျပန်မှာဂျပန်မှာဟောဂျပန်ဆိုတော့ ဇပန်ကောင်လေးတယောက်လောက်သူ့အတွက်လည်းမှားရင်ကို့အတွက်လည်းမှားမလားဇပန်မှာလေး surprise တက်တက်ကောင်လေးတပုံရှိတယ်အမမှားပေးရမလားဟုတ်ကဲ့ပါရှင်အဝေးရောက်နေတဲ့တငယ်ချင်းလေးကိုတတိယရင်အောင်ပြေးတွေးလို့မရဘူးလေဒါကြောင့်မလို့ညီမလေးကလည်းအမှတ်တရအနေနဲ့ဒီကနေမှားပေးပါအောင်ဒါလေးမှားတယ်နဲ့သူ့ဆဆရာကလေးဆိုင်လို့ဘယ်တော့ကလည်းတတိယနဲ့တော့ဘာလို့လို့တတိယနဲ့လဲလို့ ခန်းနဲ့နေတော့မှတတိနဲ့နေလို့စောစောစီစီနဲ့အိတ်စေချင်းနဲ့သူကစာအရင်စူးစားရတယ်။အဲကြောင့်မို့စောစောစီစီနဲ့အိတ်စေချင်းနဲ့စာအုပ်လည်းအချိန်မမှန်လို့အဲ့ဒါပဲမှတ်ချက်။ဟုတ်ကဲ့ပါရှင်။ကျမရင်လည်းပြူးဆိုင်ပါလို့။အဲကျမရင်လည်းပြူးဆိုင်ပါ။အခုဘန်းနေရတာတငယ်ချင်းနဲ့အဲ့လိုမျိုးဝေးနေရတာဘယ်လောက်ကြာသွားလဲ။တနစ်ကြော်တနစ်ကြော်ပဲရှိသေးတယ်ဆက်လွှမ်းရအောင်ပါနော်နောက်ထပ်3နှစ်ကလွှမ်းရအောင်ပါလွှမ်းမှုအင်အားတွေရှိလားတွေ့တော့တွေ့ချင်တယ်ဒါပေမဲ့တွေ့လို့မှမရတာလိုက်သွားဖို့အစီအစဉ်ရောရှိလားတကယ်ချင်းရှိလား သွားဖို့ရှိတယ်။ဒါမှအဆင်ပြေဘူး။အဆင်မပြေဘူး။ဟုတ်ကဲ့ပါရှင်။ဒါဆိုမြန်မာပြည်ကနေစောင့်နေပဲပေါ့။အာအခုလေတငယ်ချင်းကတငယ်ချင်းနဲ့ရန်ဖြစ်ရင်တငယ်ချင်းနဲ့ရန်ဖြစ်တဲ့အကြောင်းပေါ့နော်။ဇုံတယောက်ကိုပြေးတိုင်မှုလား။မတိုင်ဘူး။ဆောင်တရားနဲ့ရံဖြစ်ရောတငယ်ချင်းကိုပြေးတိုင်မှုလားအဲ့ကြရင်တငယ်ချင်းကဘာသူ့ဘက်ပါလဲ ။သူကတော့မှန်တဲ့ဘက်ကပဲရည်တည်ပြရမယ်။ဒီကြာအကျိုးအကြောင်းပြောပြရတယ်အလား။ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်။မတော်ကလည်းစူတောင်းပေးပါရယ်။အရန်ချစ်ကြမယ်ထင်တယ်နော်။တငယ်ချင်းနှစ်ယောက်ကအရန်ချစ်တဲ့တငယ်ချင်းနှစ်ယောက်အမြန်ဆုံးအနေနဲ့ပြီးတော့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာအမြဲတမ်းပျော်ရွှင်ကြရပါစေလို့မတော်ကလည်းစူတောင်းပေးပါရယ်နော်။ဟုတ်ကဲ့ပါရှင်ဒီနေ့အမတ်တရ surprise ပို့တာလေးကိုတငယ်ချင်းအမတ်တရမှတ်တမ်းလေးတင်ခိုင်းထားပါတယ်အဲ့ဗီဒီယိုမှတ်တမ်းလေးကိုအမားတို့က live မှာတင်ခွင့်ရှိလားတငယ်ချင်းရှိပဲပို့ပေးရမလားရှင် ရတယ်နော်အဲ့ဒါကောင်းလေးမပေးတဲ့မွေးနေ့ surprise ကိုငယ်ချင်းမှအကျုံမွေးနေ့ surprise တိုက်ချင်းဆိုပြီးအမရေးလိုက်မယ်နော်အမလေးကောင်းလေးပိုင်လာကောင်းလေးမဟုတ်ဘူးကောင်းပါလေအဆောင်မလေးမအမတစုံတယောက်ပေါ့တစုံတယောက်ပိုင်လာပိုင်တယ်ကျန်တော့လာမတွေ့ဘူးမလားမတို့ဟုတ်ပါရှင်ကဲကျေးဇူးများကြီးတင်ပါတယ်မောက်ဓာတ်ပုံလေးတစ်ပုံထည့်ရိုက်ပေးမယ်နော်ဟုတ်ကဲ့ပါရှင်ဓာတ်ပုံများကြီးတင်ပါတယ်စမ်းသားနိုင်မလားရရလာဟဲ့ဆယ်